င်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကပင်လယ်ဘူးမြို့ကို KIPD ရဲ့ပူပေါင်းတပ်တွေကတင်ပိုက်ပြီးတဲ့နောက်မှာပဲစေကောင်စီတစကန်တွေကနေဘိန်းဗျူနဲ့မြို့ရဲ့စေဝါဒွေကိုပါတင်စီရရှိခဲ့တယ်လို့လက်နက်ချခဲ့တဲ့စေကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုဝင်အယောက်300ဝန်းကျင်ရှိပြီးအချို့ကိုဝင်းသူမြို့ပတ်စုခွာခွင့်ပေးလိုက်တယ်လို့တိုက်ပွဲထဲမှာဖမ်းမိတဲ့စစ်တုံးဘန်းတွေလည်းရှိထားတယ်ဆိုပါတယ် ရခိုင်မြန်မာဒေသရှင်နဲ့ဘိုးတဲ့တိုက်ပိုင်းရှင်မဆူမြတ်ထက်ဆိုသူကိုအကြပ်ဖက်စကောင်းစီတက်ကနေအိမ်မှာပဲလာရောက်ဖမ်းဆီးသွားပြီးတဲ့နောက်အဆက်အသွယ်မရဘဲပျောက်ဆုံးနေတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နဲ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမအောင်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းကပင်လယ်ဘူးမြို့ကို KNP တဲ့ပူပေါင်းတက်တွေကတိမ့်ပိုက်ပြီးတဲ့နောက်မှာပဲစကောင်းစီတက်ကန်တွေကနေဘိန်းဘူးနဲ့မူရီစေဝါဒွေကိုပါတိမ့်စီရရှိခဲ့တယ်လို့ လက်နက်ချခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုဝင်အယောက်300ဝန်းကျင်ရှိပြီးတချို့ကိုဝင်းတို့မျိုးပတ်ဆုတ်ခွာခွင့်ပေးလိုက်တယ်လို့တိုက်ပွဲထဲမှာဖမ်းမိတဲ့စစ်တုံးဘန်းတွေလည်းရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။အဲ့ဒီပင်လယ်ဘူးမြို့ကိုအော်တိုဘလာ၈ရက်နေ့ဖြစ်တဲ့မနေ့ကပဲ KIA ပြည်တဲ့ပူပေါင်းတပ်တွေကအပိတ်သိမ့်ပိုက်လိုက်တာပါ။ အဲ့ဒီလိုမြို့ကိုတိမ့်ပိုက်ပြီးတဲ့နောက်မှာပဲစစ်ကောင်စီတပ်စခန်းတွေကနေဘိန်းဗျူနဲ့မူရစ်စေဝါစပ်ပြာကွက်80ကျော်ကိုပါတော်လိုင်းတပ်တွေကတင်စီရရှိခဲ့တယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်။ဒါအပြင်အဲ့ဒီပင်လယ်မှုမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုဝင်စုစုပေါင်းအယောက်300ဝန်းကျင်ကလက်နက်ချခဲ့ပြီးအဲ့ဒီကတချို့ကတော့ဝင်းတိုဘတ်ကိုပြန်ဆုတ်ခွင့်ပေးလိုက်တာတွေလည်းရှိသလိုတိုက်ပွဲအတွင်းအရှင်ဖမ်းမိထားတဲ့စစ်တုံးဘန်းတွေလည်းရှိထားတဲ့အပြင် လက်နက်ခဲရရရှိမှုကတော့တတော်ကိုများတယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်တီဘောမြို့နယ်မှာ TNL PDF ပူးပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်ကောင်စီတိုက်ကြတိုက်ပွဲတွေပြင်းထန်နေတယ်လို့ TNL ကပြောပါတယ်အော်တိုဘားလာရှီယန်နေဖြစ်တဲ့မနေ့ကဆိုရင်တီဘောမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခလာရ23တပ်စခန်းနေရာမှာနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲဖြစ်ပွားနေရာတွေမှာ အချက်ပါစကောင်းစီတက်ကလင်းနဲ့လာပြီးလက်နက်ခိယန်တွေပါလာရောက်ကြဲချပို့ဆောင်သွားတာတွေလည်းရှိပြီးတပတ်ကနောင်ချိုမြို့နယ်တောင်ခန်းကျေးရွာနေရာကိုပါစစ်ကောင်းစီတက်ကလက်နက်ကြီးနဲ့ဘုံသီး73လုံးပစ်ခတ်တာတွေရှိခဲ့တယ်လို့ဆိုထားပါတယ်လက်ရှိမှာအချက်ပါစကောင်းစီတက်ကရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူဘက်ကနေနောင်ချိုမြို့နယ်အတွင်းကိုဝင်ရောက်ဖို့လုပ်နေတဲ့အတွက်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါတင်းသားတိုင်းဘက်မှာတော့ လောင်လုံးမြို့နယ်မှာပကဖအဖွဲ့ကဖမ်းဆီးရမိထားတဲ့အကြမ်းဖက်စစ်ကောင်စီအတွက်သကောင်စင်းကောက်ယူသူ၉ဦးကိုမြို့နယ်ပါဖလက်ထဲတပ်သေးကံပစ္စည်းတွေနဲ့အတူလွှဲပြောင်းအနှံလိုက်ပြီးအရေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လောင်လုံးမြို့နယ်ပကဖတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရင်ကုန်ခေတ္တကိုပြောပါရတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဆိုးရှေဖို့မတရားပြုလုပ်နေတဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲအတွက်သကောင်စင်းကောက်ယူမှုတွေမှာပါဝင်နေသူလောင်လုံးမြို့နယ်ကထွေအုပ်စရေးတဦးနဲ့နန်းစီဒီယမ်၈ဦးအပါအဝင်စုစုပေါင်း၉ဦးကို လောင်လုံးမြို့နယ်ပကဖအဖွဲ့ကအော်တိုဘာလ6ရက်နေ့မှာပဲဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်ဖမ်းဆီးထိန်းသိမ်းထားတဲ့တကောင်စင်းကောက်ယူသူကိုဦးစီကနေအချမ်းဖက်စကောင်စီနဲ့ပူးပေါင်းနေတဲ့တပ်သေးအထောက်အထားတွေဓာတ်ပုံဗီဒီယိုမှတ်တမ်းတွေကိုပါရရှိထားပြီးအခုကမှတော့အဲ့ဒီကိုဦးစလုံးကိုမြို့နယ်ပအဖလက်ထက်တပ်သေးတွေနဲ့အတူလွှဲပြောင်းပေးလိုက်ပြီးဥပဒေအရရေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းလောင်လုံးမြို့နယ်ပကဖတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ ဖက်မှာလေမန္တလေးတိုင်းတောင်သားမြို့နယ်နဲ့ပဲခူးတိုင်းတောင်ကူးမြို့နယ်တွေမှာအကြံဖက်စကောက်စီအတွက်အာဂျိုမန်တက်အလုတ်လုတ်ပေးနေတဲ့သူ၅ဦးပြည့်ခတ်ခံရပြီ၅ဦးလုံးသွေကုန်ကြပြီလို့ဒေသခံတော်လှန်ရေးတပ်နဲ့သတင်းရင်းမြစ်တွေကပြောပါတယ်မန္တလေးတိုင်းတောင်သားမြို့နယ်မှာဆိုရင်အော်တိုဘားလ၈ရက်နေ့ဖြစ်တဲ့မနေ့ကပဲ PDF တပ်ဖွဲ့ဝင်တွေရဲ့သတင်းတွေကိုလိုက်လံစုံစမ်းပြီးစစ်ကောက်စီအတွက်အာဂျိုမန်တက်အလုတ်လုတ်ပေးနေတဲ့ ဆိုင်ကန်ဂျေရွာနေပူစောတီစီသူတို့လင်မြနှစ်ဦးစလုံးကို ပကံဘလူးတပ်ဖွဲ့နဲ့ပူပေါင်းအဖွဲ့တွေကပြစ်ခတ်ရှင်းနေရမှာနှစ်ဦးလုံးသေသွားပြီလို့ပကံဘလူးတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အလားတူဘကိုးတိုင်းတောင်ကူမြို့နယ်မှာလည်းအော်တိုဘလာ6ရက်နေ့ကပဲကရင်နီဂုံဂျေရွာနေရက်ကျဲချက်ဖို့ပါတီဥက္ကဋ္ဌဆိုင်နိုင်တို့လင်မြနဲ့ယာအိမ်မှုမျိုးမင်းဆိုသူတို့၃ဦးလဲပြစ်ခတ်ခံရပြီ၃ဦးလုံးသေကုန်ကြပြီလို့တော်လန်ရေးသတင်းရှိမိကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ရခိုင်မြန်မာဒေသန်ရှင်နဲ့ပိုးတဲ့တိုက်ပိုင်ရှင်မဆုမြတ်ထက်ဆိုသူကိုအချက်ဖက်စကောင်းစီတက်ကနေအိမ်မှာပဲလာရောက်ဖမ်းဆီးသွားပြီးတဲ့နောက်အဆက်အသွယ်မရဘဲပျောက်ဆုံးနေတယ်လို့မဆုမြတ်ထက်အတိုင်းဝိုင်းကပြောပါတယ်။အော်တိုဘလာ9ရက်နေ့မော်လယ်ပိုင်းမှာပဲအချက်ဖက်စကောင်းစီတက်ကရခိုင်မြန်မာဒေသန်ရှင်မန်အောင်ဒေသခံမဆုမြတ်ထက်ဆိုသူကိုရန်ကုန်မြို့ကတာမွေမြို့နယ်နေအိမ်မှာပဲလာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပါတယ်။ဖမ်းဆီးသွားတဲ့အကြောင်းပြချက်ကိုလည်းစကောင်းစီတက်ကဘာမှမပြောဘဲဒီတိုင်းဖမ်းခေါ်သွားတာဖြစ်တယ်လို့ မဆုမျက်ထက်နဲ့အတူတူမာလေးဖြစ်တဲ့သူမိန်းကလေးငယ်ကိုပါတခါတည်းဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တဲ့အပြင်ဖမ်းဆီးပြီးပြီးချင်းနောက်တနားကြီးအကြမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအင်ကိုထိတ်ရောက်လာပြီးဗန်းစာအုပ်တွေကိုပါသိမ်းသွားသိတယ်လို့သိရပါတယ်အဲ့ဒီလိုရခိုင်မြန်မာတေးသန်ရှင်နဲ့ပုရတိုက်ပိုင်းရှင်မဆုမျက်ထက်နဲ့တူမာလေးဖြစ်သူတို့နှစ်ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်ပိုင်းအဆက်အသွယ်မရတော့ဘဲပျောက်ဆုံးနေတဲ့အတွက်မိသားစုဝင်တွေကအလွန်ကိုစိုးရိမ်နေကြတယ်လို့လဲမဆုမျက်ထက်အတိုင်းဝိုင်းကပြောထားပါတယ် အဲ့ဒီလိုအကြောင်းပြချက်မရှိစစ်ကောင်စီကဖမ်းဆီးသွားတဲ့ရခိုင်မြန်မာဒေသရှင်နဲ့ပိုးတဲ့တိုက်ပိုင်ရှင်မဆုမြတ်တပ်ဟာအသက်40အရွယ်ရှိပြီးအတူတူဖမ်းဆီးခံရတဲ့တူမာလေးဖြစ်သူကအသက်24နှစ်အရွယ်ဖြစ်တယ်လို့လည်းသိရတယ်လို့မဆုမြတ်တပ်ကဒေသချင်းတွင်နဲ့အသက်မွေးဝမ်းကြောင်းပြုတ်တဲ့သူဖြစ်တဲ့အပြင်ပြစ်မှုဆိုင်ရာကျူးလွန်ထားခြင်းလည်းမရှိတဲ့အတွက်မိသားစုဝင်တွင်နဲ့အမြန်ဆုံးဆက်သွယ်ခွင့်ရဖို့ကိုလည်းမဆုမြတ်တပ်အတိုင်းဝိုင်းကတောင်းဆိုထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ Takaro yang ketika ni, dingin ini lagi terdengar ikutin sepi kita apa,